အော်ပရာဒရမာကိုအပင်းနာစင်နေကြတဲ့ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များအတွက်ဆရာဆွေမင်းတနုဖြူရဲ့ကျွန်ုပ်နဲ့ OGO မှာဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာမို့နားဆင်ပေးပါအောင်နော်။ဟော်ရီကမုံလက်ဆောင်။ကျွန်ုပ်ထိုးအတန်ကိုကြားရတာရင်ထဲမှာမကောင်းလာဘူး။စိုင်းတန်းကြီးကိုထန်းကလှုပ်လေးလှုပ်လေရွာလန်းတွေမှာမုံလက်ဆောင် လေးရောင်းနေတဲ့ဥပသားကိုမြင်တိုင်းမျိုးပေါ်ရှိသားနှုတ်ကိုဒေါသထွက်နေတယ်။ဥတ္တပေးကလည်းလကားနေရင်ဒါကိုသိနေမသိမြင်က ကိုတော့ပေဒေါသနောက်ထားဥပဒေအားပိတ်ကြအောင်မသိမြင်ကဥပဒေကိုလှန့်ခေါ်လိုက်တယ်လာပါအောင်မကြမီဥပဒေကမုံလက်ဆောင်ဆိုင်းထန်းကြီးတယန်းယန်းဖြင့်ရောက်ချလာပါတယ်ဆိုင်းထန်းကြီးကိုချပြီးတန်ငယ်မောနေရကြောင်းမသိမြင်ကရေတခွက်တိုက်လိုက်တယ်အခုမှပဲအမောပြေသွားတော့တယ်ကဲမသိမြင်ဘယ်နှခွက်လဲဖိုက်ကလေးရောဆိုတော့၃ခွက်ပဲ၃ခွက်မယူနဲ့၄ခွက်ယူအကုန်လုံးပဲဒါပဲကြံတော့တယ်ရရရရ ဆိုင်တန်းရဲ့ညာဘက်ကထညက်အိုဘဲဘက်ကမုတ်လက်ဆောင်ဖက်ရေခဲမရှိတဲ့ကျွန်တို့တော့ရွာမှာရေအီးလေးနဲ့မုတ်ဖက်များကိုစိမ့်ထားရတယ်။ဒုမုတ်ဖက်ကိုအုံသေးရှားလို့ထညက်ရေနဲ့တောက်ရတယ်။ကဲဥပဒါရောင်းစရာကောင်းရင်ထိုင်အောင်ပြ။နောက်ဒီမှာအကျန်းဥတော်စက်သားချောင်းမိဖို့လေးလည်းရှိတယ်။ဥပဒါကမျက်လုံးအရောင်လှက်သွားပြီးအကျန်းတော့တောက်မယ်ပြ။စက်သားချောင်းမိဖို့လေးတော့နည်းနည်းပေးလိုက်ပြ။အင်းကဘွားကြီးကိုကြွေးကြံလို့သူကစက်သားချောင်းမိဖို့ကိုစိတ်ရွှဲရွှဲလေးနဲ့ဆိုရင်တိတ်ကြိုက်တာပြ။ ဈေးမှလည်းဝယ်မစားနိုင်ဘူးဈေးကြည့်တယ်ဗျမသိမြင်ကထိုးထိုးကိစ္စမျိုးဆိုရင်လွန်စွာမှစေတနာကြည့်တယ်ဦးလေးပါသားရဲ့ဒီမှလည်းရင်းနှွေးချမ်းနဲ့မြေးတတော်တော်လည်းမီးမဖုတ်ရသေးတဲ့စက်သားချောက်ထည့်ပေးလိုက်ပါမယ်။အိုးဒီလိုမလုပ်ပါနဲ့တန်ရတန်ကြီးလေးတော့ယူပါကျွန်ုပ်ကပဲဝင်ပြီးမယူပါဘူးဒီစက်သားချောက်ကလည်းလွန်ခဲ့တဲ့လကစက်တကောင်ရောင်းလို့ရောင်းတင်နိုင်ရှောင်းကျန်တာလေးကန်ကောင်းလို့ဥပဒါစရတာကောင်းပါပြီတားတို့တားတို့ပါဗျာတားတို့တားတို့ ။ဥပဒါကရင်းနှွေးကြံလေးစက်သား6လေးကိုတပြုတ်ပြုတ်နဲ့ညီးပါရယ်။သွားမရှိရလို့ပစံနဲ့စုပ်သက်ခြင်းဖြစ်တယ်။ဒါနဲ့မြို့ဝသားတွေစီကရောပစံလေးပါလေးပို့သေးလား။ဥပဒါကရင်းနှွေးကြံကိုမတောက်သေးပဲခဏငိုင်းသွားတယ်။ဟိုတုန်းကသူ့အိမ်တော်မကြခင်လူပြိုတုန်းကတော့ပို့ရှာပါရယ်။လူလေးတို့နှစ်ယောက်အိမ်တော်ကြသွားပြီးတဲ့ကမပို့နိုင်ဘူး။ဥပဒါကသူသားတယောက်ကိုတားလို့မခေါ်လူလေးလူသားခေါ်နေပါတယ်။နနေတော့ပူတင်တာပေါ့လေ ဒါမှတက်ကြီးရွယ်ဦးတွေပဲရှိရဲ့ကိစ္စနာဦး။ဟိုဥတုပီရဲ့ရန်ကုန်မှာကဆဆရရဈေးကြီးရလေသူတို့လာစားနေလောက်အောင်သုံးနေရရှာတာလွန်ခဲ့တဲ့သုံးနှစ်လောက်ကတော့ကျွတ်တို့ဦးစားမင်းစားလေးထားတဲ့လေသုံးအီကရောင်းပေးလိုက်ရတယ်။ရန်ကုန်ကမြို့တက်မှာမြေကွက်လေးဝယ်ပြီးတော့အိမ်စားမလို့တဲ့။အင်းသူတို့ကမပေးဘူးကိုဟာကြီးပေးနေရတာ။အိုးကိုတွတ်ပီရဲ့မိဘဆိုတာကိုသားသမီးကိုပေးဆက်ဖို့ပဲမဟုတ်လား။ဥပဒါစားလေဆက်သားချောင်း စားပါတယ်ဗျာစားလဲစားယူလဲယူပြီးဆိုတော့အားနာတယ်ဗျာအိုးအမနာပါနဲ့ဒါရှိလို့ကြွရတာဒါနဲ့အငဲကောင်းရောဘာကြသေးလဲอืมဒီလူလေးကလည်းရောက်ခမအိမ်မှာနေကြတာလေသူလည်းကလေးနဲ့ရောက်ခမတာဝန်နေဆိုတော့မပို့နိုင်ပါဘူးဗျာပြီးခဲ့တဲ့6လလောက်ကသူ့သမီးလေးကျွတ်တို့မြေးပေါ့မွေးနေ့လောက်တော့လူကြုံရှိရနဲ့ကျွတ်တို့စီကိုကျွန်ုပ်ကစကားအဖြတ်ကပတ်စံနဲ့စားစရာတွေပို့လိုက်တယ်လို့မဟုတ်ပါဘူးဒါတွေမပို့ပါဘူး ေးလေးမွေးနေဖိတ်စာကိုပို့လိုက်တယ်။ဟာဥပဒါကလည်းဖိတ်စာပို့တော့ဘယ်သွားနိုင်မှာမလဲ။သွားလည်းမရပါဘူးဖိတ်စာလည်းရှက်လွန်နေပြီ။ဒါပေမဲ့ဗျာအဲ့ဒီဖိတ်စာထဲမှာကျုံနမနဲ့ကျုံမင်းမနမအပိုးပွားနေရာကထိတ်ထတာဗျ။ကျွန်တော်မှလွန်စွာတနာဆရာဖြစ်ဥပဒါကိုကြည့်မိလိုက်တယ်။ဖိတ်စာထဲမှာသူ့နမပါတာကိုပဲထိပေါက်တယ်လို့ဝန်တာနေပုံရတယ်။ကိုတွတ်ပြီးနောက်နေ့အဲ့ဒီဖိတ်စာလေးယူလာပြီးတော့ပြအောင်မယ်။ညီလေးနမကဘူးစမ်းမဗျာ။ညီလေးတက်ပုံမှာ ပါရဲပြယူလာခဲ့မယ်။ ကျွန်ုပ်ထပ်ပြီးတော့မပြောတော့ပါဘူး။သူရဲ့ခန်းစားချက်ကိုအလိုက်တဲ့နားလေပေးလိုက်တယ်။ဥပဒါကစက်သားချက်ကိုတပြုတ်ပြုတ်စုပ်တယ်။ကျွတ်တော်လူလေးတို့စီကနေဘာမှမမျှော်လင့်ပါဘူး။မတည်ခင်ကျွတ်တော်လင်များကိုရန်ကုန်ခေါ်ပြီးရွှေတကုံဖျားတစ်ခေါက်ပို့ပေးစီခြင်းနဲ့သူတို့ပြည်လျင်ပေါ့။ကျွန်ုပ်မှဥပဒါကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ရတယ်။ gain မုန်းလက်ဆောင်ရောင်းဖို့တော့ကုန်ပြီ။အိမ်ပြောင်းအောင်မယ်။အင်္ဂါဖွားကြီးကတိတ်နေမကောင်းဘူး။ချက်ပြုတ်ရအောင်မယ်။ပြပြောဆိုဆိုဥပဒါကမုန်းလက်ဆောင်ဆိုင်းထန်းလေးကို ရန်တန်ရန်တန်နဲ့ခြံဝိုင်းထဲမှာထွက်သွားတယ်။ကျွန်တော်လည်းမိမိပြောက်ပြောက်ဖြစ်နေခဲ့ကြရာနောက်နှလားခံကြတဲ့အခါဥပသားရဲ့သားငယ်နဲ့သူ့မိန်းမတို့ကိုရွာလေးမှာတွေ့လိုက်ရတယ်။ဟေးမင်းတို့ရွာကိုလာလေတာလားဟေ့ဟုတ်ကဲ့ဦးလေးမရောက်တာကြပြီဆိုတော့ဒါပေါ့မင်းဖေနဲ့မေလည်းမင်းကိုတွေ့တော့ဝမ်းသာတာပေါ့ဘယ်သွားကြမလို့လဲသူတို့လင်မယားကတပြုံးပြုံးနဲ့ရွာဦးစရာတော်ကိုတွားကြတော့မလို့ကောင်းနေကောင်းနေကျွန်တို့တို့လည်းကိုလုံးနဲ့ကိုရှုပ်နေလို့သူတို့ကိုသတိမထားမီ တလခံကြတဲ့အခါကျွန်ုပ်လည်းဥပဒါအိမ်ပတ်ရောက်တာနဲ့ဝင်ကြည့်တယ်။ပြောဥပဒါဥပဒါကျွန်ုပ်အတန်းကြာခေါ်မှအိမ်ထဲမှာကုန်းဆုံဆိုင်ပိုင်ရှင်ကိုရင်ပိုးစာရဲ့ညီထွက်လာပြီးတော့ဟာဥတ်တွပြီပါလားဒါဥပဒါအိမ်မဟုတ်တော့ဘူးဘလို့ဘလို့ဥပဒါကဒီအိမ်ကိုကျွန်တော်ကိုစီရောက်လိုက်ပြီဗျ။ဟေးဒိုးလည်းမသိရပါလား။ဘသူမှတိတ်မသိဘူး။နေပါအောင်ဥပဒါရောင်းပြီးတော့ဘာလို့မလို့လဲ။ဥတ်တွပြီရလဲဗျ။ဟိုတလောကမြို့မှာနေတဲ့သူသားအငယ်ကောင်းလေးဗျ။မြို့မှာခန်းကားနေရတာ လာကာနဲ့စာဝအနိုင်နိုင်နဲ့မြို့တက်မှာခြံလေးမြေလေးဝယ်ပြီးတော့အိမ်ဆောင်နေမယ်ဆိုပြီးသူ့အဖေကိုဒီအိမ်ရောက်ခိုင်းပြီးတော့ငွေတို့ပိုက်ပြီးတော့ပြန်သွားလေရဲ့ဒါနဲ့ဥပဒါတော်လင်မယားကဘယ်မှာသွားနေရလဲရွှန်းအပြင်ဥညွရာထဲမှာနေတယ်ဟင်ကျွန်တော်မှလွန်စွာမှတုံ့လောက်သွားပါတယ်စိတ်ထဲလေးတော်တော်လေးထိခိုက်သွားတယ်ကျွန်တော်အမဲလိုက်ဖို့အစီအစဉ်ကိုဖြတ်ပြီးတော့ဥပဒါရှိရာကိုထွက်လာခဲ့ပါတော့တယ်ကိုတညာခန့်ရှောင်းမိတဲ့အခါဥညွရာတော့ကိုရောက်ပါတယ် ဥညွန့်ရာတော့ရဲ့တပတ်တဲလေးတစ်လုံးရှိပါတယ်။ရာတဲ့ဆောင်တဲလို့ခေါ်တယ်။ဥပသာဟာဥတ္တပေကျုပ်ဒီမှာနေတာဘယ်လိုလုပ်သိရလဲ။ဒီလိုပေါ့ဗျာ။ကျွန်တော်တို့ဘက်မုလဆောင်လာရောက်တာအတန်မကြားလို့မရောဆိုရင်ဥညွန့်ကဒီတဲမှာအလကားထားတယ်။နောက်ပြီးတော့ရာခင်းကိုလည်းစောက်ပေးရတယ်။ပတ်စံလည်းပေးတယ်။ဒါကြောင့်မုလဆောင်မရောတော့ဘဲနဲ့ကဲကဲတဲပေါ်တက်ချက်ထားတဲ့အမင်းနဲ့လေးနဲ့သမင်းကျော်စားသွားမစားတော့ပါဘူး။ ဒါနဲ့ဟိုတလောကငယ်ကောင်ရောက်လာပြီးတော့ဒီအင်ငွေရောင်းသွားတယ်မဟုတ်လားဟုတ်တယ်လေသူတို့ကမြို့မှာစားဖို့ထန်နေဖို့ကပိုခက်တယ်ဒါကြောင့်ရှိရာလေးကိုလှုပ်ပေးလိုက်ရတာကျတို့ကဘေးနေနေပေါ့ဗျာလာပါအမင်းနဲ့လေးနဲ့ကြွေးကြံလို့ပါ ဥပဒါကအတင်းခေါ်နေလို့ရင်းနှွေးချမ်းအမင်းနဲ့ထမင်းကြော်တို့ကိုစားရတယ်ဥပဒါမိန်းမလည်းတပြုံးပြုံးနဲ့ကျွန်ုပ်စားတာကိုကြည့်နေတယ်ဒါဆိုသားနှစ်ယောက်အတွက်ရှိရာလေးတွေကုန်ပြီပေါ့အိုးကုန်လေးအေးရပါပဲ လက်ဆက်သက်တော်အငယ်ကောင်ကဒီအကွက်ထွင်ပြီးရောက်လာတာ哦။အိုးဒီလိုလည်းမတွေးပါဘူး။သူတို့ဒုက္ခရောက်နေရှာပါတယ်လေ။ကျွန်ုပ်လည်းဥပါဒါကိုတာသမီပေါ်ထားတဲ့မေတ္တာစေတနာကိုအံ့ဩမိရတယ်။ကျွန်ုပ်လည်းတစ်ပတ်တစ်ခေါက်လောက်တော့ဥပါဒါတို့ထံအမဲဆိုလေးများဝင်ဝင်ပို့ပါရယ်။ကျွန်ုပ်မအားရင် မသေးမြင်က ဝင်ပို့တယ်။၆လခန့်ကြားတဲ့အခါဥပါဒါမင်းမှဆုံးရှာတယ်။ကျွန်ုပ်နဲ့ကာလာသားတသိုင်းကဆုံးနေလို့တည်တည်ချင်းဥပါဒါတဲကိုရောက်ပြီးကလပ်ပြင်းထူအခေါင်းဆက်ကြတယ်။ မှတ်ချက်ရွာမလူတင်လက်သမအခေါ်ပြီးခေါင်းဆက်ကြရတယ်။ထုံးစံအတိုင်းညဘက်မှာဘိုက်ကလေးတို့ဖဲဝိုင်းလောက်ကြတယ်။အကောင်းငွေထဲမှာရက်လေအတွက်အသုံးပြုကြမှာဖြစ်ပါတယ်။ပြုံပြုံရွှင်ရွှင်နေတဲ့ဥပဒါတယောက်စိတ်ထိခိုက်သွားပုံရှားတယ်။ပလက်ကလက်ထိုင်လေးပေါ်မှာခွေနေပါတယ်။ထမင်းစားအောင်လေမစားချင်မှဥထွက်ပေးရဲ့။တဲပြင်မှာဆင်ထိုးပြီးအလောင်းပြင်ထိုင်နေရမှာပလက်ကလက်ထိုင်လေးဖြင့်သူ့မိမအလောင်းကိုတညလုံးထိုင်ကြည့်နေတယ်။အနက်မိုးလင်းလို့ကျွန်တော်တို့အိမ်ယာမှာ လူလဲထပြီး တက်ပြောင်ဆုံးကံရံအင်းရှိတ်ကိုအထက်ပလက်ကလက်ထိုင်းလေးပေါ်မှာအသက်မရှိတဲ့ဥပဒါကိုတွေးလိုက်ရှာတယ်။ဥပဒါအသက်မရှိတော့ဘူး။ကျွန်ုပ်မှဥပဒါကိုကြည့်ပြီးတော့စိတ်ထိခိုက်ရတယ်။ဥပဒါအလောင်းကိုပြင်ရင်ပြင်ရတယ်။ကျွန်ုပ်လေးကိုရင်ပိုးစာအိမ်မှာဖုန်းဖြဲသူ့သားကြည့်ကောင်ပြောရတယ်။တစ်ဖက်မှာသူ့သားကြည့်ကောင်ကဥတုပီဆုံးသွားပြီဆိုတော့လည်းဘာတတ်နိုင်မှာလဲ။အလောက်ကခွင့်ယူလို့လည်းမရဘူး။ကျွန်တော်ညီလာလိုက်မယ်။ပြောပြီးဖုန်းချသွားတယ်။တပန်အငယ်ကောင်ဆက်ပြန်တယ်။အင်းလေ အဖေနဲ့အမေနဲ့ဥစလုံးမရှိတော့ဘူးဆိုတော့ကျွန်တော်တို့လာလဲအပူပါဗျာဥတုပီတို့ကောင်းတယ်လို့သာလောက်ကြပါတော့တစ်ခေါက်လာရင်လမ်းစိတ်ကအရန်ကုန်လားဘာကွာကျွန်တော်ရဲ့ဒေါသတန်ကျေလောင်စွာထွက်ပေါ်သွားတယ်ဟိတ်ကောင်လေးဒါမင်းတို့အမေနဲ့အဖေရင်တွေကမိဘနှစ်ပါးပြိုင်တူအသက်ထွက်သွားတာကိုလမ်းပေးရခွေးတကောင်တည်သွားတဲ့နောက်ပဲသဘောထားတယ်ကောင်းနေကျွန်တော်ဖုန်းနဲ့တယောက်တည်းရန်ဖြစ်နေတာကိုအလုံးကတန်တော်ဝိုင်းကြည့်ကြတယ်ကျွန်တော်နောက်ဆုံးအော်ဟစ်ပြောလိုက်တဲ့စကားကတော့လူမစံနဲ့ကောင်းနေ ဒီနေ့မှာတော့ဘိုက်ကလေးတယောက်ခွေးပေါက်ကလေးတစ်ကောင်ကိုပိုက်ပြီးအပြင်မှပြန်ရောက်လာတယ်။စက်တော့ခွေးလျာမလာဘူးလား။ဟွန်းချစ်စရာလေးအထီးလာမှလား။အထီးလေး။ဘဲကယူရလဲလမ်းမှာတွေ့လို့ဟုတ်ရဲ့လားကွာ။ဒီရွယ်ကနုဆူရွယ်ကွာ။တီးဦးလေသူ့မိနဲ့꿰လာတာဖြစ်မှာပေါ့။ကိုကကောင်းကောင်းမွေးထိုင်ပြီးတာပဲ။ဒီလိုနဲ့ဘိုက်ကလေးမှာနွားနုဝယ်ပြီးခွေးလေးကိုတိုက်တယ်။တယုတ်တရလေးထားတယ်။ကောင်းကောင်းအဲ့၄-၅ရက်လောက်ကြာတဲ့ကဘိုက်ကလေးတယောက်ခွေးပေါက်လေးနှစ်ကောင်ယူလာပြန်တယ်။ ဘိုက်ကလေးဘယ်ရယူလာပြန်တာလဲလမ်းမှာတွေ့လို့ဘိုက်ကလေးကခွေးပေါက်ကလေးသုံးကောင်ကိုအိမ်အောက်မှာခြံကမွေးထားတယ်။ထမင်းကျွေးချိန်မှာတာဟင်ပဲဟင်တို့ပြကောင်းကောင်းကျွေးတယ်။ကျွန်တော်လည်းသူစိတ်ချမ်းသာတယ်လို့သာလို့ဖို့ဘာမှမပြောတော့ဘူး။ခွေးရှိတော့အိမ်လုံးတာပေါ့ဒါပေါ့ဒါပေါ့ငါးရက်လောက်ကြာတဲ့ကနောက်ထပ်ခွေးနှစ်ကောင်ယူလာပြန်တယ်။ဘိုက်ကလေးမင်းဟာမလွန်ဘူးလားစစ်တုကလည်းနောက်မှသိမယ်။သုံးလေးလခန့်ကြာတဲ့ကခွေးပေါက်လေးများမှကောင်းကောင်းကျွေးလို့တန်တန်မြင့်မြင့်ထားတာကြောင့် ။ဘာဖီးလိုချက်စရာကောင်းနေတယ်။ဝါလာရင်လှလာမှာကျွန်ုပ်ပင်လည်းတန်ရုံစင်ရှိနေရတယ်။ရော့ရော့စား။ဒီနေ့ကျွန်ုပ်တို့တည်းတောပြတ်ထွက်သွားတယ်။ညနေကြီးတကောင်ထမ်းပြီးပြန်လာတိမ်လုံးတိတ်ဆိတ်နေတယ်။ခွေးဟောင်းတမ်းမမကြားရအောင်။တင်းမြင်။ဩကျမဟင်းချက်နေလို့ဟဲကြီးတကောင်တော့မတင်းမြင်ကအားရဝန်သားကြီးကောင်ကိုလှမ်းယူလိုက်တယ်။နေပါခွေးတွေလည်းမတွေ့ဘိုက်ကလေးလည်းမတွေ့ပါလားမပြောချင်ပါဘူးတော့ရှင်သွားပြီးမကြပါဘူးကြက်ချင်းတစ်လုံးနဲ့ခွေးတွေထည့်ပြီး မြိုင်သားနဲ့ဂျုံတိုင်းပြေးဆွေးနေတဲ့ချက်တင်ကားနဲ့ခွေးတွေကိုမြိုင်သားခေါ်သွားတယ်။ဘာလုပ်မယ်လို့ပြောသွားလဲ။မေးလို့လည်းမရအောင်နောက်မှပြောပြမယ်တဲ့။ဒီကောင်ဘာကြံစီနေလဲမသိဘူး။ကျွန်ုပ်တို့လည်းတုံးရခန့်ပြောင်းနေတဲ့ဘိုက်ကလေးကိုမျှော်နေမိတယ်။တနေ့မနက်စောစောဘိုက်ကလေးပေါက်ချလာပါတယ်။သူ့မျက်နှာမှာမှုရတယ်လို့မျက်နှာပြုံးရွှင်နေတယ်။ကဲဘိုက်ကလေး၊မင်းဘာတွေလုပ်နေလဲဆိုတာပြောပြစမ်းမအောင်။မပြောမိသားကိုကြည့်။သူ့အိတ်ထဲမှာပလတ်စတစ်အိတ်နဲ့ထည့်ထားတဲ့ငွေအထက်လိုက်ကိုကျမ်းပေါ်ကိုပြစ်ချလိုက်တယ်။ ငွေတွေမနှဲပါလားဒါတွေဘယ်ကရရလဲခွေးရောင်းလို့ဘလို့ဘလို့ဒီလိုလေကျွန်တော်မွေးထားတဲ့ခွေးလေးတွေကိုမြိုင်းသားဈေးမှာတက်ရောက်တာတကောင်ကိုတတောင်ခွေအလုံးခွေး9កောင်6000ရခဲ့တယ်တိတ်ဟုတ်ပါလားစတော့ဒီနိုင်ငံသားခွေးပေါက်တွေ450သိန်းမဝေနိုင်တဲ့သူတွေကမြန်မာခွေး56000တတောင်နဲ့ဝေကြတာပေါ့မြန်မာခွေးကအိမ်လုံးနဲ့လေခွေးလေးတွေကိုဝဝလင်လင်ကျွေးထားတော့ဝါပြီးတော့ချက်စရာကောင်းတာပေါ့อืมမင်းလုပ်ငန်းကမစိုးပါဘူး ဒါပေမဲ့အစပဲရှိသေးတာရွာနေချုပ်ဆက်တွေမှာမြမခွေးကောင်းမျိုးတန်တွေကိုလိုက်ရှာပြီးမွေးရမယ်။၃လလောက်ဆိုရင်ရောင်းလို့ရှာပြီ။ကဲမကြိုက်ဘူးလား။ကျွန်ုပ်လည်းဘိုက်ကလေးရဲ့လုပ်ငန်းကိုလွန်စွာသဘောကျတယ်။ကုတူလေးရှာဝမ်းလဲဝါဆိုတာဒါမျိုးပေါ့။ကဲဆက်တော့အမဲမလိုက်နဲ့တော့ကျွန်တော်တို့ရဲ့ခွေးရောင်းဝယ်ရေးလုပ်ငန်းကြီးလောက်ကန်ကြဆိုကောင်းကွာ။ဒီလိုနဲ့ကျွန်ုပ်မှမနဲ့မိုးလင်းတာနဲ့ရွာရိုးကိုပေါက်လျှောက်ပြီးတော့ခွေးပေါက်အရှာထွက်ရတယ်။ကြတော့ရွာကလူများကျွန်တော်ခွေးရှာထွက်မှန်းရှိမိကြတော့တယ်။ တချို့ကလည်းခွေးတကောင်တလေလုလုလလပေးကြတယ်။ယူသားယူသားအိမ်မှာခွေးတွေအများကြီး။သို့တော်တရက်ခွေးမသားမိအောင်နောက်ကိုကျွန်တော်မသိမသားလိုက်ရင်နဲ့အိမ်တင်းကိုရောက်သွားတယ်။အိမ်ထဲမှာပြောတန်ကြောင်းကျွန်တော်တို့အလုပ်ကိုစိတ်ကုန်ခံသွားရပါတော့တယ်။ဟဲ့။ဟိုမှာခွေးတခုလာနေပြီ။ဘသူ့ပြောလဲမေမေ။ဟိုမှာလေအဲ့တော့ဥတုပီကြီးခွေးတခုပါလားအံ့ရော။ကျွန်တော်မှထိုးနေမှစားပြီးဘိုက်ကလေးရဲ့လုပ်ငန်းမှအပီးပိုင်နှုတ်ထွက်လိုက်တယ်။၃လစာမပေးရလို့တော့သေး။ဘိုက်ကလေး မင်းအလုတ်ကမှန်မောက်ကွာကျွန်ုပ်တို့ကြေးလက်တော်ရွာများမှာဟိုးရခင်ကဆိုရင်တကယ်ရေဒီယိုလေးတစ်လုံးလောက်ပိုင်ဆိုင်ပြီးဆိုရင်တော်တော်လေးအထင်ကြီးတက်ကြတယ်ဥတန်ကျောင်းကရွာမှာတထေးကွာဟိုမှာကြည့်ပါလားသူ့အိမ်ကရေဒီယိုဖွင့်နေတယ်ထိုမှတဆင့်တက်ပြီးတုံမိုးအိမ်နဲ့နေနိုင်သူကက်ဆက်တစ်လုံးပိုင်နေသူဆိုရင်ရွာရဲ့မျက်နှာပုံးစင်းထဲကိုဝင်ချပြီးကိုရင်တာကြီးကိုအိမ်ဦးကန်းခေါ်ပါဟဲ့သူကရွာမှာတုံမိုးအိမ်နဲ့ကက်ဆက်ပိုင်ဆိုင်နေလို့လူချမ်းသာကြီးယခုပြောင်းလဲလာတဲ့ချိန်ကြီးက အိနိုင်ရုံမြင့်တန်ကြဆက်အပေါ်ဆက်အောက်ဆက်စိုက်ကေတို့ကိုရွာမှာတော်တော်များများပိုင်ဆိုင်ကြတော့လေတတိစရဲမဝင်နိုင်ကြတော့ဘူးဒီလောက်ပိုင်ဆိုင်ယုံနေတော့အထင်ကြီးစရာမရှိဘူးအိနိုင်ဓာမျိုးတွေရှိကြတာပဲသို့တော့ရွာမှာထွက်လာကြတဲ့စည်းသူမဟုတ်ခုံနောင်းတစည်းလာပိုင်တော့တတိစရင်ထဲမှာတွင်းတက်ကြတယ်ဒီလူကရွာမှာခုံနောင်း၃စည်းအောင်ပိုင်တာတို့ရွာမှာတော့တတိပဲဟဲ့ရွာမှာဘာမှပိုင်ဆိုင်မှုကြီးကြီးမားမားမပြနိုင်ရင်တော့ဘယ်စရင်မှဝင်မှာမဟုတ်ဘူး အလိုတန်းသွားရင်တောင်မှအိမ်ဟုတ်ခန်းမှာနေရာပေးခံရမှာမဟုတ်ဘူးကံခင်တော့ကလေးဝိုင်းနဲ့အထက်ခံရပွဲရှိပါတယ်တနေ့ကိုချက်ကြီးရဲ့ရှင်ပြူပြန်လာတဲ့ကိုရင်ပိုးစာကကြီးကျယ်ပောက်ကွဲလျက်ရှိပါတယ်ဘလို့ဖြစ်လို့လဲကိုရင်ပိုးစာမပြောချင်တော့ပါဘူးတွတ်ပီးရမပြောချင်တော့ပါဘူးမပြောချင်လည်းမပြောနဲ့တော့ပေါ့ဗျာမပြောပြန်ရင်လည်းအခြေအခဲဖြစ်နေတယ်ခမရတော့ပြောရအောင်မယ်အခုလို့ချက်ကြီးအလှူကိုသွားတော့အိမ်ဟုတ်ခန်းကိုမခေါ်ဘဲနဲ့ကျုပ်ကလေးဝိုင်းနေတဲ့မှာကျုပ်ကိုကျွေးတယ် တကယ်ဆိုရင်အိမ်ဟုခန်းမှာထိုင်နေတဲ့ချိုကြီးတို့တင့်သေးတို့မောင်တက်တို့ရောဘာကောင်းနေလဲသူတို့ကလူကြီးလူကောင်းနေမို့လားဟာဒီသုံးယောက်ကရွာမှာခွန်တောင်းပိုင်ရှင်တတိတွေလေဘာဗျခွန်တောင်းပိုင်ရုံနဲ့တတိဖြစ်ရောလားဒါပေါ်ကိုရင်ပူဇာရဲ့ရွာမှာကိုခစ်စားနေခွန်တောင်းပိုင်ရင်တတိပေါ်ဗျဒီလူဆိုဒီကောင်တွေတက်တောင်ကျုပ်ကဘာလို့ပြရမှာလဲခွန်တောင်းနေဝေထောင်ပြရမှာလားဟာသူတို့ထက်တောင်ချင်းတော့မြိုင်းသားနဲ့ဂျုံတိုင်းဆွဲတဲ့ဘတ်စကာတစ်စီးလောက်ဝေထောင်လိုက် ကားပိုင်ရှင်ကြီးဆိုပြီးချက်ချင်း တည်သေးစရင်ဝင်ပြီးရွာမှာမျက်နှာပွင့်သွားမှာကိုရင်ပိုးစာကကျွန်ုပ်ရဲ့စကားကိုတိတိကျကျနားထောင်ပြီးတော့ဟုတ်ပြီရို့ဟုတ်ပြီသူတို့ထက်တောင်ဘတ်စကားတစ်စီးဝင်မယ်ကိုရင်ပိုးစာကအိမ်ကိုကဆုံပေါက်ပြေးသွားလို့ကျွန်ုပ်မှဘာမှပြန်မပြောလိုက်ရတော့ပါဘူးဒီလိုနဲ့တလားခန့်ကြာမှာမြို့ပေါ်မှာဘတ်စကားအူကြီးတစ်စင်းကိုရင်ပိုးစာအိမ်ရှိမှာထီထီကြီးရောက်ရှိနေတယ်စစ်တို့အကြံပေးတဲ့အတိုင်းကားဝင်လိုက်ပြီးညိုင်သားနဲ့ကြုံတန်းကိုဆွဲမယ်စီးပွားလေးဖြစ်ရွာမှာလေးမျက်နှာရတာပေါ့ကားဒရိုက်ဘာနဲ့စပယ်ယာကိုတော့ မြို့ပေါ်တခါရင်ငှားလာခဲ့ရပြဘတ်စကားပိုင်ရှင်ကြီးကိုရင်ပိုးစာကလွန်စွာတက်ကြနေတယ်ခွန်နောင်းပိုင်ရှင်များကိုထိမထင်တဲ့ပုံစံမျိုးဖြစ်ကြည့်လိုက်သေးတယ်ကားဝယ်ပြီးတလနှစ်လလောက်တော့မြိုင်သားနဲ့ကြုံတိုင်းခောက်ထုတ်ခောက်ပြန်ဆွဲတယ်ဟန်ကြပြီစော့ဟန်ကြတယ်ပြို့ဒီတိုင်းဆိုရင်နောက်ထပ်ကားတစ်စီးတောင်ဝယ်ရလိမ့်မယ်သုံးလမြောက်ချိန်မှာဒူဘတ်စကားအိုကြီးမှာကိုရင်ပိုးစာအင်ရှင်မှာရက်ထားတာကများတယ်ကားမထွက်ဘူးလားကိုရင်ပိုးစာဘာဖြစ်လို့လဲမထွက်ဆိုရင်ပြက်နေတာများတယ်လေ ဝဝဲထရတရားဝဲထရနဲ့မထီးရဲ့လက်ကောက်တွေလည်းလျှော့လာပြီးဒါပေမဲ့အလူတန်းတွေမှာတော့ကားပိုင်ရှင်တထေးကြီးဆိုပြီးအိမ်ဦးကမ်းမှာနေရာပေးတော့မယ်မဟုတ်လားဒီလိုတော့နေရာပေးပါရဲအလူမှာကလေးတွေနဲ့လျှော့ပြီးတော့မကြွေးတော့ဘူးကိုရင်ပိုးစာကပြက်နေတဲ့ကားကြီးရှိမှခါထောက်ရက်ကလာသည်။လူကိုရှင်းကော့ပြီးကြွားရတာကအမောကားပိုင်ရှင်တထေးကြီးတနေ့ကုန်ကျွန်တို့တို့ရွာမှာမိုးကြီးရွာပြီးလေပြင်းတိုက်နေပါရဲတညာလုံးတိုက်ခတ်တဲ့လေကမနဲ့မိုးလင်းမှအရှိန်ရော့သွားတယ် ကျွန်တော်လည်းခြေနေတိအောင်ထွက်လာခဲ့ရာကိုရင်ပိုးဆိုင်အိမ်ရှိမှာလူများဝိုင်းအောင်နေရကိုတွေ့လိုက်ရတယ်။ဘာဘာများဖြစ်လို့လဲကျွန်တော်လည်းလူအုပ်ကြီးကိုတိုးဝေပြီးဝင်ကြည့်လိုက်ရာကျွန်ုပ်စိတ်ထဲမှာတည်ငါများမြင့်တက်မိသွားပါတော့တယ်။ကိုရင်ပိုးဆိုင်ရဲ့အိမ်ရှိမှာကုတ်ကိုပင်အိုကြီးကကိုရင်ပိုးဆိုင်ရဲ့ဘတ်စကားအိုကြီးပေါ်ကိုအမြင့်မကော်ပြီးလဲကျသွားရာကားကြီးမှာရုပ်ကလေးတစ်ယောက်လိုမြင်မကအောင်ပြားချက်ပျက်စီးနေရကိုတွေ့ရတယ်။ကိုရင်ပိုးဆိုင်ကိုရင်ပိုးဆိုင်ကိုရင်ပိုးဆိုင်ရှိပါတယ်။သူ့ကားကိုစိုက်ကြည့်ပြီး တတိမိလဲကြသွားလို့အိမ်ပေါ်မှာဝိုင်းပြုစုပေးနေကြတယ်။ကျွန်တော်လဲအိမ်ပေါ်ကိုပြေးတက်ကကိုရင်ပိုးစာကိုတွားကြည့်ရာကိုရင်ပိုးစာကမျက်လုံးလေးကလေးကလေးနဲ့ပြန်တတိရလာပြီးကျွန်တော်ကိုဆူဆူရွရဲ့ချိတ်ကလက်ညှိုးငေါငေါထိုးပြီးဥတုပေးခမားကြုတ်ကိုမြှောက်ပြီးလို့ဒီလိုဖြစ်ရတာခမားမျက်နှာကိုမကြည့်ချင်ဘူးထွက်သွားအခုထွက်သွားကိုရင်ပိုးစာကကားထောင်မှုအကြံပေးသူဟာကျွန်တော်ဖြစ်လို့ကျွန်တော်ပြောကပါရိုက်ကိစ္စဖြစ်နေရာခြေလမ်းတွေကကြီးတုံချတော့ ကိုရင်ပိုးဆိုင်မိမမထေးကခြုံပွဲချန်ကိုရယ်နှိမ့်ဆက်ပါဥတ်တပင်းရှင်အကြံပေးကောင်းလို့ရှိရလေးတွေအကုန်ပြောင်းမှာပေါ့အချင်းနေမလားလို့ကျွန်တော်လှည့်ပြန်ခဲ့ရတယ်ရွာမှာတခဏချင်းတရင်ပြန်သွားတယ်ကိုရင်ပိုးဆိုင်ကားကြီးကိုဥတ်တပင်းတူနဲ့ထုလိုက်တာ ပြားသွားပြီတဲ့တော့ဒီနေ့ကမကောင်းပါလားတနေ့မှာတော့မနက်စောစောအကျန်းတအိုးထမင်းကျန်းလော်အမဲကြောက်ဖုံးနဲ့ဇယူနေခိုင်လက်တစည်းဖြင့်ရွာစောကြီးကိုတိုးမောင်ရောက်ချလာတယ်။ဘာပြဿနာများယူလာလဲမသိဘူး။ကဲဆရာတို့ရဲ့ တကြီးကကူးချက်ချင်းလှဲနဲ့လိုက်ခဲ့ပါတဲ့အရေးကြီးလို့တဲ့အသွားရဲ့ပြန်နှစ်ချောင်းမို့တေးပါပြီဘာကိစ္စလဲဗျအခုတောပြက်ထွက်တော်မလို့တကြီးကလည်းထစ်ကနေဆိုကျွန်ုပ်ပဲခေါ်နေရပဲ क्वे ရမှာရှေ့ကြတော့ပါဇက်ပိတ်လို့ပြောတာပြောရတယ်တကြီးမိတ်ကိုမလွန်ဆန်ဝင်လို့ဘိုက်ကလေးနဲ့အတူလိုက်ခဲ့ရတယ်မလိုက်ဘူးများလားလို့ခုတော့လည်းလိုက်တာပဲတကြီးအိမ်ကိုရောက်တဲ့အခါအိမ်ရှိမှလူအုပ်ကြီးကိုတွေ့လိုက်ရတယ်ဘာကိစ္စတို့ခေါ်ရလဲမသိဘူးတိန်တယောက်မဟုတ်ဘူးပြေးမလို့ထင်တယ် တကြီးကအိမ်ပေါ်မှာဆင်းလာပြီးစတင်ကရွာသားတွေကိုငေါငန်းတော့တယ်။အားလုံးတိတ်ဆန်းနင်းတို့ခေါ်တာအားနေလို့မဟုတ်ဘူး။ကဲအားလုံးနားထောင်ကြဆန်းအခုရွာသားတွေကိုခေါ်ရတဲ့ကိစ္စကရွာအတွက်တိတ်အရေးကြီးတယ်နားလေလား။တိတိကျကျနားထောင်အခုကုန်းမောင်ရွာမှာတကူးတွေတိတ်တောင်းကြနေတယ်။တကူးတွေကအတင့်ရဲလာပြီးဓမြတိုက်လာတဲ့အဆင့်အောင်ရောက်လာကြပြီးရဲတပ်ဖွဲ့တွေကရွာသားတွေနဲ့ပူးပေါင်းပြီးနှိမ်နှင်းတော့ဒီကောင်တွေကုန်းမောင်ရွာမှာမရှိကြတော့ဘူး။အနည်းဆုံးဖြစ်တဲ့ကျုပ်တို့ရဲ့ကျုံတိုင်းရွာကို ဝင်လာကြဖို့အလားအလာရှိတယ်။ဒီတော့ဒူးရွာကိုသူတို့မဝင်နိုင်အောင်ကျူတင်ကာကွယ်ရမှာရွာစည်းရိုးတွေမှာလူငယ်တွေအစုဖွဲ့ပြီးညဘက်တွေမှာကင်းလှည့်ရမယ်။ဒီအဖွဲ့တွေကိုဥတုပိခေါင်းဆောင်ပြီးညဘက်ကင်းလှည့်ရမယ်။တွေ့ရနဲ့ဖန်ခုခံပြန်ချကျွန်ုပ်စကားနှစ်ခုမပြောဒါတကြီးအမေကျွန်ုပ်မှာတကြီးအမေကြောင့်အံ့ဩသွားတော့လဲရက်ရွာကျူဖြစ်လို့ဂုံယူစွာရင်ကိုကော့ပြစ်လိုက်ပါတော့တယ်။စိတ်ကြပါတကြည်ရွာတော့ကျွန်တော်အသက်ဆုံးပါမယ်ကျွန်တော်လည်းချက်ချင်းຢာတို့ຢာသွားပြီးတော့ လူငယ်စုဖွဲ့များကိုချက်ချင်းဖွဲ့ရတဲ့ချက်လာအာနိုတန်ကြောင်းမင်းတို့လက်အောက်လူငယ်ဆက်ရောက်စီ၍ဒေါက်တာလက်နက်ပါပါစေည9နာရီကနေမနက်9နာရီအထိကင်းလက်ရမယ်။ဟဲ့ကိုရဲကတခါရဲပြောမယ်နော်။သွေးကြောင်နဲ့ကောင်မလိုက်နဲ့နော်။ဒီတကုတ်ဖွဲ့ရဓမြအဖွဲ့ပြောင်းသွားတာဆိုတော့တေးရဲတက်ရဲမှဖြစ်မှာ။ဟိုကောင်ခွေးဖို့ချက်ဦးတင်ရှင်မင်းတို့ဖဲသမားတွေမလိုက်နဲ့။ဘိုက်ကလေးကခါးကြားထဲမှာဓာတ်ကိုထုတ်လိုက်ပြီးတော့တွေ့လား။ကျွတ်တို့လိုတက်ရဲရမယ်တေးရဲရမယ်။ဘိုက်ကလေးတတိထား တောကောင်နေနဲ့မှာကောင်အောင်မယ်ဒီလိုနဲ့ကျွန်ုပ်မှာနွားလဲနဲ့ပင်ရွာအရှိရွာနောက်ဘက်ကိုကုတန်းကလူငယ်များကိုစုဆောင်းရပြီးရွာရဲ့စီယူးများကိုလည်းစစ်ဆေးကာရန်ရန်ကိစ္စတွေချက်ချင်းလုပ်ရတယ်။လက်ရှိရှိနေတဲ့ရွာထိပ်ကင်းများကိုလည်းချက်ချင်းပြုပြင်ကြပါရစေ။ဘိုက်ကလေးရေလက်သမားဆရာကိုမြင့်ဟုခေါ်ပြီးကင်းစိန်ကိုမြင်မြန်ပြင်ရမယ်။ကဲများရေဒီနေ့ချက်ချင်းမီးကင်းပြင်လို့ပြီးတော့လိုအပ်တဲ့ပစ္စည်းတွေတွေ့တဲ့အိမ်ကဆွဲလို့တကြီးမိန်လို့ပြောရွာအတွက်အရေးကြီးတယ်ဒါမိန်ပဲ။ အာနာဆက်ပြင်းလာပါပြီကျွန်ုပ်တို့လည်းတဏီကုံရွာနဲ့လိုက်လံဆောင်ရွက်ပြီးထမင်းစားချိန်ကျော်မှအိမ်ပြန်ရောက်တော့တယ်။အင်းဒါတော်ရွာရှိဘက်စီယူကတိတ်မလုံးခြင်းတဲ့ဦးညနေမိုးချုပ်ကနေရွာစီယူနားမှာအောင်ပုရုအုပ်စုရောက်နေအောင်တွေးလိုက်ရှာတယ်။ဒီကောင်တွေအားကိုရတယ်။ဓာပြင်ရွာလေပိုင်းကချက်တဲ့နော်အုပ်စုကလည်းလက်နဲ့ကိုစီနဲ့ထွက်လာကြတယ်။ဟုတ်တော့ပြီကျွတ်ရွာကိုလာထီးလို့ကတော့အပြက်ရှင်းပြက်မယ်။ရွာကိုထီးလို့ကတော့အသေးပဲ။ကျွန်ုပ်လည်းရွာရဲ့တတ်မှတ်နေရာများကကင်းများကိုလိုက်လံကြည့်ရှုရတယ်။ လမ်းမညာဖြစ်လို့ပိမ့်ပိမ့်မှောင်နေပြီတဲတက်ကြွားတယ်ပေါ့လေရွာလေရှိကင်းစခန်းချုံမှာခဏထိုင်ပြီးတော့အမောဖြစ်နေရတယ်ညနှစ်ချက်တီးပြီးထူးခြားမှုက မရှိသေးဘူးစတော့အဲ့ချင်းပြေကြမ်းလေးတောင်းအောင်ကျွန်တော်တို့တရွာလုံးအခုလိုစီစီလုံးလုံးရှိနေရတွေ့လို့မကက်ရဲတာရွာကိုဝင်ရင်လည်းအနောက်ပိုင်းကဝင်မှုများတယ်ဒါကြောင့်အနောက်ပိုင်းကိုလူအင်အားပို့ချထားပါကုတာဝါတို့ရှေ့ပိုင်းဘွဲကလူအင်အားခွေးအင်အားတုံးကဓမြတွေမကက်နိုင်ကာကွယ်ကြတယ် ဟိုမှာရွာစည်းရိုးကိုဟောင်းဆန်းမဲမဲမြင်ကြိုက်ပြက်တုံးရက်ကန့်စက်တိုက်ကင်းဆောက်ပြီးတော့ကာထူးခြားသောခြေတွေကိုမတွေ့ရအောင်ဒီကောင်နေကျွတ်တို့ရွာမကက်ရဲလို့တခြားရွာကိုပြေးပြီးထန်တယ်ဖြစ်နိုင်တယ်ကျွန်တော်လည်းတကူတမျှအဖွဲကိစ္စတကြီးပါစီနဲ့တိုင်မင်ရတယ်စင်းတော်စဉ်းစားစရာပဲတကြီးကင်းဆောက်တဲ့သူတွေလည်းပင်ပန်းနေပြီးဒီကောင်နေရိတ်ရောင်လည်းမတွေ့ရသေးဘူးဒီတော့ဒီလိုလောက်ပြဆေးရတတီအင်အားနဲ့စောင့်ပြီးရင်ထိုင်ကင်းကောင်းတစ်ဖွဲဖွဲပြီးတော့ညဘက်စောင့်ပြီးတော့ကောင်းပြီလေတကြီးပြောတဲ့အတိုင်းလုပ်ပါမယ် နောက်ရမှာကင်းသမားတွေညဘက်သူတို့ရဲ့ပြောရွှင်မှုအဖြစ်ညစာထမင်းချက်စားကြတယ်။တကူတမယအဖွဲကိုလည်းစိတ်ချသွားဝင်ကြတယ်။ကောင်းပါဗျာကောင်းပါ။စွတ်တော့ချက်ဘူးကလာသားချက်ကျွန်တော်ကင်းလဲစိတ်ရင်သူတို့ချက်ပြုတ်ထားတယ်။ညလေစာ ထမင်းဟင်းတွေကိုဝင်ရောက်စားသုံးရတယ်။ကောင်းလိုက်တာစိတ်သားစီပြန်မစားရတာကြပြီ။ရွာနောက်ပိုင်းတင်ရွှေတို့ဖွဲကဝတ်သားစီပြန်လက်သေးစုပ်ခန့်အတုံးကြီးများကိုထမင်းနဲ့နေဖက်စားတာကဘာနဲ့မှမလဲနိုင်စားနေမသေးမင်ကိုတတိယလို့ ဝတားလက်သီးဆိုဟင်းတစ်ခွက်တောင်းခဲ့ရသေးတယ်။ညပိုင်းမှာစူတီးလဲပါတယ်။အစူတီးပါတော့တီရလည်းကျွန်တော်မသိအောင်ဝတ်တောင်းကြရတယ်။လူကြီးပပီမသိဟန်ပြူရတယ်။ကုတုပီကြီးလာနေပြီမြန်ဝတ်ထား။ညစဉ်ညတိုင်းကြက်ဘူးဘဲသားဝတ်သားစိတ်သားဟင်းတို့ဖြင့်ပွဲတော်ကြီးဖြစ်နေတယ်။ဘဲသားရင်ထဲအောင်တုံးရခန့်ကြမနက်ဝေလီဝေလင်းတကြီးကင်းတဲ့ပေါ်ပေါက်ချလာတယ်။မင်းတို့လုတ်ပုံကောင်းကြသေးရဲ့လားဟင်။ညတိုင်းထမင်းတွေချက်စားကြတယ်။ကြက်ဘဲဝတ်စိတ်တွေဆိုတာခိုးစားကြတာ။ပိုင်ရှင်တွေကတိုင်ထားကြပြီ။ ။ဥတ္တပိခမရမှာတာဝန်ရှိတယ်။ခမရမခိုးပေမဲ့ခမရကိုခေါင်းဆောင်ခန့်ထားတာခမရမှာတာဝန်ရှိတယ်။ဘာပြောလဲတကြီးကျုံမခိုးဘူးလေ။ဘာဆိုင်လို့လဲ။တို့ခိုးတာတို့အေးယူပေါ့။ဘာပြောတယ်။ခေါင်းဆောင်ဆိုတာပါလဲခံရမယ်၊နားလဲခံရမယ်။အခုလို့ကိုလို့ရုံးလို့ရမလား။ကျုပ်တော်သားတိတ်ထွက်တယ်။ဟိတ်ကောင်လေးထိတ်တုံးငါကိုများအခံရတယ်လို့ပြိဿများရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအပင်နာစနေတော်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။